ဇာတိချန်ခန်းကြီးနှစ်အငယ်ခုနှစ်မှာပါရေးလဲဆိုတော့ဝိညာဉ်တော်သည်အသင်းတော်တို့အားအဘယ်သို့မိတ်တော်မူသည်ကနားရှိတော်မူသည်ကကြားပါစေအကျဉ်သူသည် အောင်မြင်၏ထိုးသူသည်ငါ၏ဖျားသခင်ပရတိသူဥယျင်ရှိသောအသက်ပင်၏အသီးကို စားစေခြင်းကငါအခွင့်ပေးမည်ကမ္ဘာဦးချန်ခန်းကြီးနှစ်အငယ်ရှိကိုဆက်ဖက်ကြည့်တဲ့အခါမှာဘာတွေ့လဲဆိုတော့ထိုးမြေသေးက အစင်းလာ၏စားပွေကောင်းသောအပင်မျိုးမျိုးအရင်လာတဲ့အပင်တွေရှိရယ်စားလို့ရတယ်ပန်းသီးရှိမယ်လိမ္မော်သီးရှိမယ်စပြည့်သီးရှိမယ်ကျွန်တော်မိမအတွက်ဆိုတညင်းသီးတွေပါလည်းရှိမှာပေါ့အဲသူကျွန်တော်မစားခိုင်းဘူးသူအရင်ကြိုက်တယ်တညင်းသီးစားရစိန်လိုက်သေးတယ်နော်ဆိုအကေဥဒါလူမိမနေရာမှာတော့ကျွန်တော်မိမဆိုရယ် တောင်းမှာမဟုတ်ဘူးအဲ့ဒီကောင်းမကောင်းသိချင်ဘယ်ရန်သိတင်းကြီးသီးပဲပြေးဆွဲမှာစာပွဲကောင်းရအစင်းလာတဲ့အပင်တွေရှိတယ်စာကွက်ရွေးချယ်ခွင့်ဘုရားသခင်ပေးတယ်နောက်တစ်ခုကဘာလဲဆိုတော့ထိုဥယျင်အလေနိုင်အသက်ပင်လည်းရှိ၏ဗျာဒိတ်ဂျန်ခန်းကြီးနဲ့မှပြောတယ်အသက်ပင်ကအသီးကိုစားရတဲ့အခွင့်ပေးမယ်ဟာကျွန်တော်အဲ့ဒါရမ်းစိတ်ဝင်စားတယ်ဘာကြောင့်လဲဆိုတော့ဒီနေ့ဟာ ယေရှုခရစ်တော်အဖြစ်ခொနည်းမြောင်းနေဖြစ်နေလို့ဒီပြောလို့သာခန်းကြီးလေးအငယ်၃လောက်ကနေစဖတ်ရင်ငါတို့မူကားယုံကြည်တော်သူဖြစ်၍ဘုရားသခင်ဤချမ်းသာတဲ့သူဝင်ရကြ၏အဲ့ဒါဘာလဲဆိုတော့ဘုရားသခင် ချမ်းသာဆိုတာ rest ဘုရားသခင်ရဲ့အနာယူတဲ့နေ့တနည်းအားဖြင့်ခொနည်းမြောင်းနေ့ထို့သောနေ့ညီဗျာဒိတ်တော်က ူတို့ဒီညာဤချမ်းသာတဲ့သူမဝင်ရကြဟုအမျက်ထွက်၍ငာချင်းဆိုသည်ဟုလာ၏ချမ်းသာဟုဆိုသောကဘာဥကပင် အမှုအရာတို့ကိုပြည့်စည်၍ငြိမ်ဝတ်တော်မူရာချမ်းသာကို ဆိုလိုသည် အမှုအရာလုံးစုံပြည့်စည်တဲ့နေရာပဲနေလေခုနှစ်မြောင်းနေအားလုံးပြီးသွားတဲ့နေ့အနာယူတဲ့နေ့ပြီးတော့နေရာချတဲ့နေ့အဲ့ဒီနေ့မှာဖျားခင်စားစေခြင်းနဲ့အသီးရှိတယ် တာပါလေအသက်ပင်ကသည်ခொနည်းမြောက်သောနေ့ကိုအကြောင်းပြု၍ကျန်းစာတစ်ချက်၌လာဒီကဖျားတခင်ဒီမိမိအမှုရာလုံးစုံတို့ကိုပြည့်စည်စေ၍ခொနည်းမြတ်သောနေ့၌ညင်ဝတ်စွာနေတော်မူ၏ဟုလာတည်းထိုကျန်းစာ၌တဖန်လာဒီကသူတို့သည်ငါဤချမ်းသာတဲ့သူမဝင်ရကြဟုလာတည်းမယုံတဲ့သူတွေမဝင်ရလေပင်ခိုင်တဲ့သူတွေမဝင်ခဲ့ရဘူး ဣသရေလရဲ့ဘိုးဘေးတွေမဝင်ခဲ့ရဒါပေမဲ့ကျွန်တော်တို့ဟာယုံကြည်ခြင်းနဲ့ဝင်လို့ရတဲ့အချိန်ဒီအချိန်ဖြစ်တယ်အေဒင်အရက်တဲကိုယုံကြည်ခြင်းနဲ့ဝင်မဲ့မျိုးဆက်ကျွန်တော်တို့မျိုးဆက်ဖြစ်တယ်ဝမ်းမြောက်စရာတရင်ကိုရှေးဥစွာကြားရတော့သူတို့ဒီမယုံကြည်တော့ကြောင့်မဝင်ရကြဝမ်းမြောက်စရာတရင်ဆိုတာဘာလဲဆိုတော့ယေရှုခရစ်တော်ဟာကျွန်တော်တို့အပြစ်တွေအလုံးအတွက်လက်ဝါးကားတိုင်းမှာအသေးခံတယ်။၃ရက်မြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်တယ် 啊，没人交不了。哎 <music>，冬天那么冷，你买现金他没有的，用几多度过？他不让带。啊，今天他要面前我，如果用几多度赔钱了？啊，我娘是啥子人讲？他外面税务，税务上加的赔的啊，加他加的，用几钱的那么多年多，没为啥子了？这种爱赔的嘛吧，八百块钱。 ငငယ်လေးတဲ့ကြောက်တယ်ယေရှုခရစ်တော်ငါအပြစ်တွေလောကတိုင်းမှာသိခံတယ်သုံးရင်းမြောက်တဲ့နေမှာရှင်ပြန်ထမြောက်တယ်ငငယ်လေးတဲ့ကြောက်တယ်နားတော်နားဤဝနေဒါမဲ့အဲ့ဒီအထဲကနဲ့နေတဲ့ဖရာရဲ့အကျံစီကိုမသိမချင်းဝိညာဉ်တော်ရဲ့ဖွင့်ပြမှုမရမချင်းဒါကြောင့်ဗျာဒိတ်နှစ်မှာအိဖက်အသင်းတော်ကိုပြောတာဝိညာဉ်တော်သည်အသင်းတော်တို့အားအပေတို့မိတ်တော်မူသည်ကနားရှိတော်မူသည်ကကြားပါစေ။ ယေရှုဟာဘာသာတရားမဟုတ်ဘူးယေရှုဟာကောင်းကင်နိုင်ငံအောင်မြင်ခြင်းအကြောင်းကိုလောကမှာလာထင်ရှားတဲ့ဘုရားဖြစ်တယ်တနည်းအားဖြင့်သင်နဲ့ကျွန်ုပ်အသက်တာထဲမှာစားစီလိုတဲ့ဘုရားသခင်စားစီလိုတဲ့အသီးအပွင့်ကိုစားခွင့်ရဖို့လာတိခံတာငရေကလွတ်ယုံလေးပဲမဟုတ်လောကမှာဘုရားသခင်စားစီလိုတဲ့အသက်ပင်ကအသီးကိုစားခွင့်ရဖို့ ရှင်သူဒီလာအောင်မြင်ခဲ့တာဖြစ်တယ်။အေဒင်ဥယျာဉ်ထဲမှာအပြစ်၃မျိုးရှိတယ်။ဇာဝယ်ကောင်းရဲ့အစင်းလာတော့ပင်အသက်ပင်ကောင်းမကောင်းတိကျွမ်းရပင်၃မျိုးရှိတယ်။ဒါပေမဲ့သူတို့ရွေးတော့တာပါလေ။ကောင်းမကောင်းတိကျွမ်း။ဒါပေမဲ့ယေရှုခရစ်တော်အားဖြင့်သင်နဲ့ကျွန်တော်ဟာဒီနေ့ခொနည်းမြောင်နေ့ဒီဟူသောအေဒင်အရက်တဲကိုပြန်နေရချတော်သူဖြစ်သွားပြီ။ငြိမ်သက်ခြင်းချမ်းသာတဲ့ကိုပြန်ဝင်စားခွင့်ရတော်သူဖြစ်သွားပြီ။ကျွန်တော်ဘာသာရေးအတွေးခေါ်တွေထုတ်ဖို့လိုတယ် ကိုလုံးမကိုရမှာပေါ့ဆိုတဲ့အတွေးခေါ်ကိုလည်းထုတ်ဖို့လိုတယ်။ယုံကြည်ခြင်းနှလုံးသားရှိဖို့လိုတယ်။စားတဲ့အချိန်စီကဘာလဲဆိုတော့သင်ဟာအသက်ပင်နဲ့ဆိုင်တော်သူမဖြစ်အောင်သင်ဟာအသက်ပင်အသီးကိုစားသုံးခွင့်ရတော်သူမထိုက်တန်တော်သူဆိုတဲ့အတွေးခေါ်ထည့်ပေး။ဘာသာကြီးကလည်းအဲ့အတွေးခေါ်ပဲထည့်ပေး။ငါအသက်ပင်အသီးနဲ့မဆိုင်ပါဘူး။ငါကဖျားရဲ့ပကတိနဲ့ဆက်ဆံရတော်သူဘယ်လိုလုပ်ဖြစ်မှာလဲ။ မဟုတ်ဘူးယေရှုခရစ်တော်အဖြစ်သင်ဟာဖခင်ရဲ့ပကတိနဲ့ဆက်ဆံခွင့်ရတော်သူအထူးအောင်မြင်တော်သူဖြစ်တယ်အဲကြောင့်မိတ်ဆွေအသီးမရှိတဲ့အသက်တော်ယေရှုရင်မုန်းတယ်နော်ယေရှုကတရားဟောပြီးထွက်လာတော့ဗိုက်ရမ်းစားတယ်တဲ့လမ်းမှာတွေ့တော့သင်္ဘောတဖန်ပြန်တွေ့တယ်ဖန်ရှုလိုက်တော့အယွက်ပဲတွေ့တယ်ဘာမတွေ့ဘူးလဲပြောတယ်သင်္ဘောတဖန်ရွက်ဟိုဂျာဇဝင်ရှိတယ်ဖခင်နဲ့သင်္ဘောတဖန်ရွက်တာ ိုအေဒင်အရက်မှာလူမိမနဲ့လူယောက်ျားဖယောင်းချိလုပ်ပြီးတော့သူတို့ပတ်ထားပါရွက်လေသူအတိမရှိအရွက်ပဲရှိအဲ့ကြောင့်မကြောက်ဒိုးဒီအရက်ကနေမင်းတို့ဒါယေရှုကလည်းတရားဟောပြီးတော့ပြန်ထွက်လာတဲ့အခါမှာမွတ်သိတဲ့စာနေတဲ့အချိန်မှာကြည့်လိုက်တော့သင်္ဘောတဖန်အပင်ပဲတွေ့တယ်အတိမတွေ့အရွက်ပဲတွေ့တယ်သင်္ဘောတဖန်ဆိုတာဘာပုံစံအောင်တလားအဲ့ဒါဘာသာရေး ဘာသာကြီးကကျွန်တော်တို့အသီးပွင့်မသီးပွင့်ဝေစာစီနိုင်ဘူးနာတနေလာဘယ်အပင်အောက်မှာထိုင်နေရတယ်တလားကျူဒါလူစစ်စစ်နာတနေလာအသီးမရှိတဲ့တင်မောတဖန်းပင်အောက်မှာထိုင်နေယေရှုကတွေ့တယ်မင်းငါစီမလာခင်မှာအဲ့အပင်အောက်မှာမင်းထိုင်နေမို့လားဟေးယေရှုနဲ့မတွေ့မချင်းကျွန်တော်တို့ဘာအသီးမှမသိနိုင်ဘူး ။ဘာကြောင့်လဲဆိုအောင်မြင်သောယေရှုခရစ်အားဖြင့်ပဲကျွန်တော်တို့ဟာအသက်ပင်ရအသီးကိုစားခွင့်ရတော်သူ။အသက်ပင်ရအသီးအဖွင့်တွေနဲ့ပြန်လဲပြေဝတော်သူဖြစ်ဖို့ဘုရားခေါ်တာဖြစ်တယ်။